ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ရဲမှာကျင်းပပြုလုပ်နေတဲ့ပွဲအခမ်းအနားမြင်ကွင်းပုံရိပ်တွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့အစီအစဉ်ကနေဒီနေ့မှာဆိုရင်တော့ရန်ကုန်မြို့ Novo Day ရန်ကုန် Max Hotel လေးလွာရဲ့ပြည်ရောမှာကျင်းပပြုလုပ်နေတယ်မဟာဝိဟာရကတိညွတ်တာအခမ်းအနားကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီခန်းနာမှာဆိုရင်တော့မဟာဝိဟာရဆရာတော်နဲ့ တန်ဃာတော်များကသာသနာပြုခြင်းကုသိုလ်အကျိုးတရားများကိုချီးမြှင့်ဟောကြားပေးတော်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်နဲ့အတူတူကုသိုလ်ထူးများရရှိနိုင်စေဖို့အတွက်လိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာ။မဟာဝိဟာရအကြောင်းတိုက်ကြီးကိုတော့ကောဇာတက္ကရေ1364ခုနှစ်2000နှစ်၌စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။စတင်တည်ထောင်ခဲ့တဲ့အချိန်ကစလို့ မဟာဝိဟာရဆရာတော်ရှင်ဝိဇာနန္ဒနှင့်စာတင်စာချတန်ခါအပေါင်း၏တိလတမာရီပညာကို ကြီးညိုလေးစားတဲ့တက္ကရာကမတို့၏ပစ္စည်းလေးပါအထောက်ပံ့တို့ဟာလေအမခံပဲဖြစ်ပါတယ်။ဒါကြောင့်ဂျေဇုရှိသူကိုဂျေဇုဆက်ခြင်းဟာမင်္ဂလာတရားတော်နဲ့အညီဖြစ်တာကြောင့် မဟာဝိဟာရအကြောင်းတိုက်ကိုတရားတရားထက်တန်စွာဖြင့်ပစ္စည်းလေးပါအထောက်အပံ့ပြုကျေးဇူးများကြပါတော့ဒါယကာဒါယကာမှသူတော်ကောင်းအပေါင်းတို့အားမဟာဝိဟာရဆရာတော်နှင့်တန်ဃာတော်များကဒီနေ့ရဲ့ကတိညွတ်တာခန္ဓာကနေသာသနာပြုခြင်းကုသိုလ်အကျိုးတရားများကိုချီးမြှင့်ဟောကြားပေးတော်မှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ရဲ့မဟာဝိဟာရကတိညွတ်တာအခမ်းအနားကိုပစ္စည်းလေးပါးထိုင်ကထိုင်ကမှများတက်ရောက်ကြည်ညိုခဲ့ကြပါတယ်။ ခမ်းအနားအစည်းအဝေးများမစတင်ခင်မှာတော့မဟာဝိဟာရဓမ္မဝိနည်းတက္ကသိုလ်ဖောင်ဒေးရှင်းဥက္ကဋ္ဌဦးသူတို့ကျော်မှဒီနေ့မှကျင်းပပြုလုပ်တဲ့အခမ်းအနားနဲ့ပတ်သက်ပြီးပြုလုပ်ရတဲ့အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ကြွားလာတဲ့ပရိသတ်များအားလုံးမင်္ဂလာပါလို့မသောနှုတ်ခွန်းဆက်ပါရခင်ဗျာ။ကျွန်တော်ကိုယ့်ကိုယ်နည်းနည်းလေးမိတ်ဆက်ပြသည်ကျွန်တော်သူတို့ကျော်ပါယူထားတဲ့တာဝန်ကတော့ဖောင်ဒေးရှင်းဥက္ကဋ္ဌတာဝန်ယူထားပါတယ်။ ဒီနေ့အဓိကရှင်းပြခြင်းတဲ့အကြောင်းမှာတော့တန်ဃာတော်တွေကြွမလာခင်မှာရှင်းပြခြင်းတဲ့အကြောင်းကတော့ကျွန်တော်တို့ဒီနေ့လုံနေတဲ့အခမ်းအနားတွေအိန္ဒိယကိုသာသနာပြုကြွတဲ့အကြောင်းတွေဒါတွေဟာဘာတွေအတွက်ဆိုတဲ့ကိစ္စကိုလူတွေလည်းသိကြပါပဲကျွန်တော်တို့ကြုံတွေ့နေရတဲ့အကောင်းဆိုးတွေကိုလည်းလူတွေကြားကြင်မယ်လို့ကျွန်တော်တို့ယူဆတဲ့အတွက်ဒီပစ္စည်းလေးပါတကာတက္ကမတွေကိုကျွန်တော်တို့ကတအားလေးလေးစားစားနဲ့တင်ပြခြင်းဖြစ်ပါတယ် မေဇီမာဒေတာမှာဗုဒ္ဓသာသနာစတင်ပေါ်ထွန်းခဲ့ပြီးအကြောင်းအမျိုးမျိုးကြောင့်ယခုအခါမှာကွေပြောက်လူနေပါဖြစ်လို့နေပါတယ်။ဗုဒ္ဓ၏ဝိညာဉ်နှင့်ကိုက်ညီသောပရိယပရိပတ်သာသနာကိုအိန္ဒိယကိုပြန်လည်ယူဆောင်သွားပြီးပြန်ပွားအောင် ပြုလုပ်ခြင်းဟာဖျားရှင်ကိုကျေးဇူးဆက်ခြင်းမြည်သည်။ဒါကြောင့်အိန္ဒိယနိုင်ငံမှာတည်ထောင်တော်မူနေတဲ့မဟာဝိဟာရတောရကျောင်းတိုင်းထရီပူရာဗုဒ္ဓဝိညာဉ်တင်ကြားရေးဗဟိုနှင့်ဆက်လင်း၍မဟာဝိဟာရဝါတီဆရာတော်ဘုန်းကြီးကမိန့်ကြားတော်မူပါတယ်။ ဒါကြောင့်မဟာဝိဟာရတောရကျောင်းတိုက်တရိပူရာဗုဒ္ဓဝိနည်းသင်ကြားရေးဗဟုသည်ဟူသောသာသနာပြုခရီးနေတဲ့စာမျက်နှာတစ်ခုလည်းဖွင့်လှစ်နိုင်ခဲ့ပါတယ်ဒီကနေ့ကျင်းပပြုလုပ်တဲ့အခမ်းအနားအကြောင်းနဲ့အိန္ဒိယနိုင်ငံထရီပူရာပြည်နယ်မှာဗုဒ္ဓဘာသာပြန်လည်ထွန်းကားလာဖို့လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့မဟာဝိဟာရဓမ္မဝိနည်းတက္ကသိုလ်ဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌဖြစ်သူဦးသရိုးကျော်မှလည်းအခုလိုပြောပြခဲ့ပါဗျာ။ဟုတ်ကဲ့ကျွန်တော်ဦးသရိုးကျော်ပါမဟာဝိဟာရဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌပါ ပြီးတော့မဟာဝိဟာရအကြောင်းတိုက်ရဲ့ဆွန်ကုန်းဝေယောဇဖွဲ့ဥက္ကရာလေးဖြစ်ပါတယ်။အော်ကျွန်တော်တို့ဟိုမနစ်တုံးကသတိပူရာမှာမဟာဝိဟာရအကြောင်းတိုက်ခွဲတစ်ခုကိုဖွင့်ခဲ့ပါပြီ။အဲဒီသတိပူရာအကြောင်းတိုက်ခွဲကိုဖွင့်ပြီးတော့တစ်နှစ်ကြာမှကျွန်တော်တို့အခုမီဇိုရမ်မှာနောက်ထပ်အကြောင်းတိုက်ခွဲတစ်ခုဖွင့်ဖို့အတွက် ဒီနေ့ဒါပစ္စည်းလေးပါးတကားကမတွေကိုအကြောင်းကြားတရားဟောဩဝါဒပေးပြီးတော့ဒီခီးစဉ်ရှိတယ်ဆိုတာအကြောင်းကြားတဲ့သဘောပါပဲခင်ဗျာဒီပစ္စည်းလေးပါးတကားကမတွေကတော့ကျွန်တော်တို့မာဝိရအကြောင်းတည်းရဲ့ပစ္စည်းလေးပါးတကားကမတွေပါပဲဒါကြီးမာဝိရဆရာတော်ကြီးကဟိုရန်ကုန်မြို့ကိုကြွလေးတိတ်မရှိပါဘူးအဲကျွန်တော်တို့ကမာဝိရရဆရာတော်တက္ကရာမတွေကပူကြည့်ရင်မော်ဘီကျောင်းထိလာတဲ့သဘောဖြစ်ပါတယ်အဲကျွန်တော်တို့ကဒီလိုခီးစဉ်ရှိတဲ့အခါမျိုးမှာမာဝိရရဆရာတော်ကိုတကူတကူ ရန်ကုန်ပြင်ပြီးတော့ရန်ကုန်မြို့ကပစ္စည်းလေးပါးတကားတကမာတွေအလွယ်တကူကူးတွေ့လို့ရအောင်နဲ့ကျွန်တော်တို့သွားတဲ့ခရီးစဉ်အဆင်ပြေစေရေးအတွက်ဒီပစ္စည်းလေးပါးတကားတကမာတွေရဲ့အကူအညီအလူတန်းကိုကျွန်တော်တို့ကဒီဥစ္စာကိုဟိုပြမြောက်အောင်ဆောင်ရွက်ပေးတဲ့သဘောပါပဲခင်ဗျာနော်ဟိုလောလောဆယ်ကတော့မီဆိုရန်ကိုကျွန်တော်တို့တကြံပြီးတော့သွားနိုင်မယ်လို့ခန့်မှန်းထားပါတယ်ဒါပေမဲ့ passport တန်ဃာရီ passport ကြာလာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကြံပြီးတော့မှသွားဖို့ရည်ရထားပါတယ် မီဇိုရမ်ရောတန်ဃာ20နဲ့6ပါတင်သွားပါမယ်မီဇိုရမ်မှာတန်ဃာ26ပါကြောင်းထိုင်ပြီးရင်ဒေသခံကိုရင်းလေးများရဟန်းများကိုကျွန်တော်တို့အပရိယစာပေများကိုတင် जा ပေးဖို့နဲ့အဲတစ်ဆက်တည်းမှာဗမာစာပေပါဠိစာပေများကိုလည်းကျွန်တော်တို့ရှိရတန်ဃာများဒေသခံကိုရင်းများကိုတင် जा ပေးသွားမှာဖြစ်ပါတယ် ခမ်းအနားအစီအစဉ်အစကိုဆရာတော်ကြီးများခမ်းမအတွင်းသို့ကြွားရောက်နေရာယူပြီးတဲ့အခါမှာတော့နမောတတသုံးချင်ရွတ်စွာစတင်ဖွင့်လှစ်ခဲ့ကြပါတယ်အဲဒီနောက်မှာတော့တောင်ဩကလာပါမြို့နယ်ဇေတဝန်အောင်ဆန်ကျောင်းတိုက်ဆရာတော်ထံမှငါးပါတီလာခံယူစောက်တည်ခြင်းဆရာတော်တန်ဃာတော်များက မြစ်တာတုတ်ပေတရားတော်များရွတ်ဖက်တရေဆေတော်မူခြင်း ဟာဝိဟာရဓမ္မဝိနည်းတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ထံမှသာသနာပြုဩဝါဒကထာနာယူခြင်းမဟာဝိဟာရကျောင်းတိုက်ဗရဏနာယကဆရာတော်ထံမှသာသနာပြုဩဝါဒကထာနာယူခြင်းများပြုလုပ်ခဲ့ကြပါသည်အဲဒီနောက်ကြွားရောက်လာကြတဲ့ပစ္စည်းလေးပါးဓာယကဓာယကမများမှလူဝဲဝိတ္ထုအစုစုတို့ကိုဆက်ကပ်လှူဒါန်းခဲ့ကြပါသည် ုဒ္ဓမြတ်စွာဘုရားဟာမီဇီမာဒေတာအိန္ဒိယနိုင်ငံမှာအပွင့်တော်မူခဲ့ပြီး45ဝါကာလပတ်လုံးတရားတော်များဟောကြားခဲ့ပြီးလူသားတို့အားတရားစစ်တရားမှန်ကိုသိမြင်ခံစားစေခဲ့ပါတယ်။နိုင်ငံအနှံ့သို့ဗုဒ္ဓတရားတော်များပြန့်နှံ့စေပြီးတာသနာတော်ထွန်းကားပြန့်ပွားစေခဲ့ပါတယ်။ ယခုအချိန်ကာလမှာဆိုရင်အိန္ဒိယနိုင်ငံမှာဗုဒ္ဓတရားတော်များပြီးမိန်ပြောက်ွယ်လူနိဗ္ဗာန်အခြေအနေတွေကြောင့်အိန္ဒိယနိုင်ငံဒရီပူရာပြည်နယ်အန်ဒါကိုတိခရိုင်အင်ဒချီယာမြို့ချက်ကမလူမျိုးများကရင်းတို့ဒေသမှာထေရဝါဒဗုဒ္ဓဘာသာပြန်လည်ထွန်းကားစေဖို့မဟာဝိဟာရဆရာတော်ထံစာရေးသားအကူအညီတောင်းခံခဲ့တာကြောင့်2024ခုနှစ်မေလကအိန္ဒိယနိုင်ငံဒရီပူရာပြည်နယ်သို့တန်ခါ24ပါးကြွားရောက်တည်င်းသုံးပြီးတာသနာပြုလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။ ယခု2025ခုနှစ်မတ်လမှာတော့ဒေတာခန်ချက်ကမလူမျိုးများတာသနာပေါင်တို့ဝင်ရောက်လာကစုစုပေါင်းယဟန်တန်က65ပါတိုးတက်လာခဲ့ပါတယ်။ဒါကြောင့်ဗုဒ္ဓသာသနာပြန်ပွားနိုင်ဖို့မဟာဝိဟာရအကျောင်းတိုက်တရိပူရာနဲ့မဟာဝိဟာရအကျောင်းတိုက်မီဆိုရန်အတွက်ပါဝင်လူတန်းပေးခဲ့ကြတဲ့အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွန်များလေးချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီနောက်လှူဒန်းမှုအစုစုတို့အတွက်ရီဆက်ချအနုမောဒနာတရားကိုဇေဒဝန်အောင်ဆန်ကျောင်းတိုက်ဆရာတော်ထံမှနာယူခဲ့ကဗုဒ္ဓသာသနာစည်းတံတိတ်တထုနဲ့အခမ်းအနားကိုအောင်မြင်စွာကျင်းပပြီးစီခဲ့ပါတယ်။ဗုဒ္ဓ၏ဝိနည်းနဲ့ကန့်ညီသောပရိယပရိပတ်သာသနာကိုအိန္ဒိယကိုပြန်လည်ယူဆောင်သွားပြီးပြန်ပွားအောင်ပြုလုပ်ခြင်းဟာဖျားရှင်ကိုကျေးဇူးဆက်ခြင်းမည်သည်ဟုသော မဟာဝိဟာရဆရာတော်ဖုန်းကြီး၏မိန့်ကြားချက်နှင့်အညီအိန္ဒိယနိုင်ငံထရီပူရာပြည်နယ်၌မဟာဝိဟာရတောရကျောင်းတိုင်ထရီပူရာဗုဒ္ဓဝိနည်းယသင်ကြား၏ဗဟုတိဟုသောကျေးဇူးတည်တဲ့ခြင်းတာဒနာပြုလုပ်ငန်းခရီးနေတဲ့စာမျက်နှာတစ်ကိုဖွင့်လှစ်လိုက်နိုင်ခြင်းကြောင့် ိန္ဒိယနိုင်ငံတ ్రి ပူရမှာပြည့်ရတိသာသနာပြန်လည်စီကားတော်မှာဖြစ်တဲ့အတွက်ချက်ကမလူမျိုးများဟာအလွန်အင်မတန်ပျော်ရွှင်နေကြကြောင်းကြားသိရ၍ဂျီနူးမူဒီတာဖြစ်ရသလိုဗုဒ္ဓဘာသာတွင်ဝင်ချက်ကမလူမျိုးများအနေနဲ့၎င်းတို့လူမျိုးဘာသာယဉ်ကျေးမှုထိမ့်သိမ့်ဖို့အစဉ်ကြိုးစားနေကြတဲ့အပေါ်မှာလည်းများစွာလေးစားမိကြရပါတယ်ဤသို့အိန္ဒိယနိုင်ငံတွင်ဘူရမအစပြုတော်မူဂျေဇုတည်တဲ့ခြင်းသာသနာပြုလုပ်ငန်းကြီးဖော်ဆောင်မှုကို တရင်စကားကြားသိရသူမြန်မာနိုင်ငံမှာတာသနာနှွေဝင်သူတော်ကောင်းအပေါင်းတို့မှာလေနှစ်ထောင်အာရရှိကြမည်မှာမလွဲဧကံပင်ဖြစ်တဲ့အကြောင်းပြောကြရင်ဒီကနေ့အစီအစဉ်ကိုပြည်သက်များအတွက်တင်ဆက်ပေးလိုက်ရပါတယ်